တခါတုန်းကတကယ်ချင်းနှစ်ယောက်တောအုပ်တစ်ခုကိုဖြတ်သွားတဲ့အချိန်မှာလက်နဲ့အပြည့်စုံပါလာတဲ့သူ့ရဲ့တကယ်ချင်းတယောက်ကပြောတယ်တကယ်ချင်းမင်းဘယ်လိုအခက်ခဲပဲဖြစ်ဖြစ်မင်းဘေးနားကငါဘယ်တော့မှပြည့်မသွားဘူးကွာအဲ့လိုတယောက်ကပြောတယ်အဲ့ဒီသူပြောပြီးမကြဘူးဗျခြုံအကွဲတစ်ခုကနေပြီးဝက်ဝံတောင်ကဘွားကနေဆိုပေါ်လာတယ် အဲ့ဒီဝုန်းဝုန်းကိုစောစောကပြောလိုက်တဲ့တငယ်ချင်းကပဲမြင်တာဘာပြောကောင်းမလဲဗျာတစ်ပင်ပေါ်ဘာသာကျော်ပြည့်တက်တော့တာပဲအဘေးပါလာတငယ်ချင်းဟာတငယ်ဘာဖြစ်တာလဲဗောဒီကောင်ငါမပြောမဆုံးနဲ့ဗောတစ်ပင်ပေါ်တက်ပြီးတယ်အဲ့ဒါနဲ့ तू နောက်လှည့်ကြည့်လိုက်တဲ့အချိန်မှာဝုန်းဝုန်းကရုပ်တရက်ရောက်လာတော့ तू ဘလို့မှချောင်ချင်တင်းချင်မရလိုက်ဘူးအဲ့ဒါနဲ့ तू လဲလှဲချပြီးတော့အသေးကောင်ရောင်ဟန်ဆောင်လိုက်တယ်ဗောဗျာ ။ဟာအဲ့ဒီအချိန်မှာဝတ်ဝံကလည်းပဲရှေသုံးကောင်းသုံးနန်းလိုက်ရှုံလိုက်နဲ့လှုပ်ပြီးတော့ဝတ်ဝံကသူ့ကိုဒါအသေးကောင်းသူပြီးတော့ထားခဲ့ပြစ်သွားတယ်ပေါ့။အဲ့ဒီအချိန်မှာတစ်ပင်ပေါ်ကတစ်ပင်ပေါ်မှာနေတဲ့တငယ်ချင်းကဝတ်ဝံလည်းမရှိရောပြန်ဆင်းလာပြီးတော့မေးတယ်တငယ်ချင်းကိုသူ့တငယ်ချင်းကိုတငယ်ချင်းဝတ်ဝံကမင်းကိုတူး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 နဲ့ဘာတွေပြောတော့လဲကွာ။ဟာတငယ်ကြီးပြောတော့လေကွာ။ ဝုန်ဝုန်ကဘေးဒုက္ခရောက်တဲ့အချိန်မှာပြစ်သွားတဲ့သူကိုဘယ်တော့မှမပေါင်းနဲ့လို့ပြောသွားတယ်တကယ်ချင်းဟာအဲ့ဒီအချိန်မှာသူ့ရဲ့တကယ်ချင်းလက်မျက်စိမျက်နှာတွေပြတ်တာပေါ့ဗျာဒါကကျွန်တော်ဘာကိုညှို့တယ်လဲဆိုတော့အချို့သောမိတ်ဆွေတွေဟာကျွန်တော်တို့ရဲ့ဘေးနားမှာကတ်နေပေမဲ့လို့မိတ်ဆွေအစ်စ်ကိုဟုတ်ကြရလား ဒါတွေကိုကျွန်တော်တို့ဆန်းစစ်ဖို့ဒီပုံမြင်လေးကနေပြီးတော့ကျွန်တော်တို့ကမိမောင်ထိုးပြနေတာပါတချို့လူတွေဟာကိုယ်အိတ်ကဖောင်းနေမှကိုယ်အနမ်းမှကတ်နေပြီးတော့မှကိုယ်လည်းဘေးဒုက္ခရောက်ရောကိုယ်လည်းဆင်းရဲဒုက္ခရောက်တဲ့အချိန်ကျတော့ကိုယ်ကိုအပြစ်သွားကြတယ်ပေါ့ဒါဟာမိတ်ဆွေစေးရဲ့လက္ခဏာမဟုတ်ပါဘူးကြာဒီပုံမြင်လေးကိုကျွန်တော်တို့ကြည်ချင်းအဖြစ်ကျွန်တော်တို့ရဲ့လူလောကမှာမိတ်ဆွေအတုနဲ့အစ်စ်ကို ်ဘယ်လိုပေါင်းသင်းဆက်ဆံရမလဲဆိုတာကျွန်တော်မိတ်ဆွေများကိုကျွန်တော်ကြားတဲ့ပုံမြင်လေးကိုမျှဝေခြင်းဖြစ်ပါတယ်အားလုံးမိတ်ဆွေအစ်စ်များနဲ့ပေါင်းသင်းဆုံတွေ့နိုင်ကြပါစေဂျေဆုတင်ပါတယ်ခင်ဗျာ